မင်္ဂလာပါဒီဗီဒီယိုလေးဟာတရက်နေ့10လပိုင်2025ကနေ9ရက်နေ့တလပိုင်2025တပတ်တာမှာကြုံတွေ့လာမယ်အင်္ဂါသားသမီးတွေရဲ့ကံအဆိုးကောင်းလေးကိုကျွန်တော်တဲရော့နဲ့ဟောကြားပေးသွားမယ်တဲရော့ဗီဒင်နဲ့ပေါ့နော်ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဗီဒင်ပေါ်မှာယုံကြည်မှုမရှိဘူးဒီဗီဒီယိုဟာမိတ်ဆွေပဲကြည့်ရှုနေလို့လည်းအလားပါပဲအဲ့တော့အတိုင်းအတာတစ်ခုဗီဒင်ပေါ်မှာယုံကြည်တယ်ဆိုရင်ကိုယ့်ရဲ့ ဒီတပတ်တာမှာရှောင်းရံဆောင်းရံလေးတွေတရှိဖို့အတွက်မိတ်ဆွေဆုံးတဲ့အထိလိုက်ကြည့်ပါမိတ်ဆွေတို့ဘာပဲပြောပြောဟိုလှုပ်ဆောင်တဲ့အခါမှာစဉ်းစားတွေးခေါ်မှုအားကောင်းလာပါလိမ့်မယ်အဲ့တော့ကျွန်တော်ကအဘမင်းနေငါရဲ့တပည့်ဆရာဆောင်းအောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရည်ရည်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကျွန်တော်ရဲ့ပြောကြားမှုတွေနှစ်သက်မှုရှိရဆိုရင်ကျွန်တော်အကောင့်ကိုဘေးနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်အကောင့်ကို follow လုပ်ပေးတာချင်းအပြင် နေ့စဉ်နဲ့အမျှကျွန်တော်တင်ဆက်ပေးနေတဲ့ပြည်တွင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့သိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်စတင်ပြီးတော့အင်္ဂါသားသမီးတွေကိုကဲရော့နဲ့စပြီးချိုးပြီးတော့ခေါ်ပေးပါမယ်။အဲ့တော့ဖမအုပ်ဆုံးအနေနဲ့ဒီတစ်ပတ်တာမှာအင်္ဂါသားသမီးတွေရဲ့ကံအပိုင်းခြားဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်စတင်ပြီးကဲရော့နဲ့သုံးတက်အောင်။အဲ့တော့နံပါတ်1အနေနဲ့အင်္ဂါသားသမီးတွေဒီကလာမှာကံကောင်းတယ်လို့ဟောကြားလို့ရပါတယ်။ အာအခွင့်အရေးကောင်းဝင်လာမယ်ဆိုလို့ရှိရင်လည်းနှစ်ခုပြိုင်လူဝင်လာတတ်တယ်လို့အခွင့်အရေးအစိုးဝင်လာမယ်ဆိုရင်နှစ်ခုပြိုင်လူဝင်လာတတ်ပါတယ်အဲ့တော့ပြောချင်တာကဗျာကန်ကောင်းပြီဆိုရင်တရက်ထဲမှာပဲနှစ်ခါပြန်ကန်ကောင်းတာမျိုးဇက်တိုက်ဆက်တိုက်ကန်ကောင်းနေတာမျိုးဖြစ်တတ်တယ်အဲ့တော့ကန်ဆိုးပြီဆိုလို့ရှိရင်လည်းဇက်တိုက်ဆက်တိုက်ကန်ဆိုးသွားတာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အစိုးနဲ့ကောင်းဝင်ဒီကာလမှာအင်္ဂါသားသမီးတွေကအကောင်းကိုဥတည်နေတဲ့အပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကတော့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့ကန်အပိုင်းခြားဖြစ်ပါတယ်ဒါကြောင့်မလို့အမြဲတမ်းလုပ်ငန်းတစ်ခုမှာ ကိုယ်အနေနဲ့ဈေးရောင်းကောင်းမှုဆိုတော့နောက်ရက်တွေလည်းဈေးဆက်ပြီးတော့ရောင်းကောင်းသွားတာမျိုးဖြစ်တတ်တယ်ခဏပြောလို့ကန်ဆိုးမယ်ဆိုရင်လည်းဆက်ပြီးဆိုးမယ်ကန်ကောင်းမယ်ဆိုရင်လည်းဆက်ပြီးကောင်းနေတယ်ဆိုတော့ဘိုင်းချမျိုးကိုပေါ်ပြထားခြင်းဖြစ်တယ်အဲ့တော့နောက်ချက်ကတော့ကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီတပတ်တာမှာအင်္ဂါသားသမီးတွေကိုကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကလေဘာသာတရားနဲ့စီးပွားရေးနဲ့ဓာတ်အချိုးကျနေပါတယ်မိစေဘာသာရေးတွေလောက် မိတ်ဆွေဘာသာရေးနဲ့ပတ်သက်ပြီးလောက်ဆောင်တာအားကောင်းနေပြီကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းနေပြီပါပဲအဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းခြင်းနဲ့ဆိုရင်တာတာပွဲလေးအိမ်မှာထိုးလို့ရရင်လည်းထိုးပေါ့ဆိုင်မှာထိုးလို့ရရင်လည်းထိုးပေါ့နော်အဋိဒံပရိလေးစိတ်တာမျိုးဒုံဖို့ကိုအလှတစ်ခုလုံတိုင်းလုံတိုင်းမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရေးနဲ့ပတ်သက်ပြီးစုတောင်းတာမျိုးပြုလုပ်မယ်ဆိုရင်တော့ပုံမှန်ပြီးတော့ကောင်းပုံပါလိမ့်မယ်အဲ့တော့လုပ်ငန်းကိစ္စကောင်းလားလို့ပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့ကောင်းတယ်လို့ပဲသုံးသပ်ပြီး for ပေးရမှာပဲဒါပေမဲ့ခဏကျွန်တော်ပြောလို့မဟုတ်ကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုယ့်ရဲ့ ဘာသာရေးနဲ့ပတ်သက်ဘာသာရေးဆိုတာဗုဒ္ဓဘာသာဖြစ်ခရစ်ယာန်ပဲဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ဒီဘက်ကကျွန်တော်ဟိန္ဒူပဲဖြစ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘာသာရေးနေနဲ့ပတ်သက်ပြီးတော့အလှူဒန်းပြုလုပ်တဲ့အပေါ်မှာဒါမှမဟုတ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့သူလုံးနေတဲ့အပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးဟာကောင်းမွန်နဲ့ကြာရှုံးနေဆိုတော့ပြောင်းလဲသွားနိုင်ပါတယ်ပုံမှန်ကန်တရားအရဆိုရင်တော့အကောင်းပါလိမ့်မယ်အဲ့တော့တခုပြောစရာရှိတာโอเคစီးပွားရေးအကောင်းပြီဆိုလို့ရှိရင်ခဏကျွန်တော်ပြောမဟုတ်တဲ့နီလန်းနဲ့ငွေရှာနေတဲ့လူတွေတော့ကတော့အဲဒီကာလမှာတော့နည်းနည်းလေးအခက်အခဲကြုံပါဗျာကျွန်တော်အလောင်းစားနဲ့ပတ်သက်တာ ဟိုတခြားဗျာဟိုဥပဒေပြင်ပအနေဆင့်အဲစီပွားရေးလုပ်နေတဲ့လူတွေအတွက်ကတော့ဒီကာလမှာနည်းနည်းတတိထားပါအဖန်အစီအချုပ်အနှောင်းဒါမှမဟုတ်လို့ရှိရင်လည်းစီပွားရေးနဲ့ပတ်သက်ပြီးငွေဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဒါလေးကိုတော့နည်းနည်းခရီးဆိုင်စေချင်ပါတယ်နောက်ချက်ကတော့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကာလမှာငွေကြေးဘလောက်ပဲကိုယ်အနေနဲ့အဆင်ပြေအဆင်ပြေနောက်ဆုံးဗျာကိုယ်အိမ်မှာပတ်စံတိတ်ထောင်ချီပြီးတော့ရှိနေလေငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ပူပင်စိတ်ကပျောက်ကင်းသွားမှာမဟုတ်ဘူးအဲ့တော့ပြောချင်တာကတော့ ဒီတပတ်တာမှာအင်္ဂါသားသမီးတွေကငွေရှိသည်ဖြစ်စေငွေမရှိသည်ဖြစ်စေငွေကြီးပူပင်ရတယ်ဆိုတဲ့ဇာတာမျိုးပေါ့ပါလာတာအဲ့တော့လူတိုင်းပဲဆရာရဲ့လူတိုင်းပဲစိတ်ပူပင်ရမှာပေါ့ငွေကြီးကိစ္စမဟုတ်ဘူးခါတိုင်းလာရတဲ့ဒီလာငွေကြီးနဲ့ပတ်သက်ပြီးပူပင်ရတာမျိုးတွေငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ကရောက်ရတာမျိုးအဲ့ဒါကျွန်တော်ပြောတာငွေရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးတော့ငွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဲ့လိုဖြစ်နေကြတယ်ဒါကြောင့်မလို့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးကံကောင်းလားလို့ပြောမယ်ဆိုရင်တော့ ငွေအဝင်နေကန်ကောင်းခြင်းကန်ကောင်းနေလိမ့်မယ်တို့တော့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အပူတွေကတော့အရင်အထက်ပုံမှုပြီးတော့အဖိအားများမယ်ဒေါကများမယ်ဆိုရင်စိတ်များမယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်နောက်တစ်ချက်ကတော့ကျမကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းမှာတော့အင်္ဂါသားသမီးတွေကျမကြီးကန်ကောင်းခြင်းတွေရရှိနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်ဖိမကူညီမှုကောင်းတွေရရှိမယ်ဆောင်မကြည့်ရှုမှုကောင်းတွေရရှိမယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုစိတ်ကူနေတဲ့လူဆိုဆရာကောင်းတမကောင်းတွေနဲ့တွေ့ကြုံရတတ်တယ် အဲကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းရဲ့လမ်းပြမှုကောင်းတွေလည်းကြုံလဲကြုံပေါ့ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့မိသားစုတွေရဲ့ကျမကြီးအားနည်းနေလို့ဆိုရင်တို့စီကနေဆင်းစိတ်ခုံအားတော်လကောင်းပေါ့နော်အဲကျမကြီးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းပေါ့ကျမပြန်ကျမလာဖို့ပြန်စိတ်ပိုင်းဆိုင်ရာရောလူပိုင်းဆိုင်ရာရောကျမလာဖို့အတွက်တို့စီကနေဆင်းနီလန်ကောင်အထောက်ပံ့ကောင်စပိုတင်ကောင်တွေရရှိလာနိုင်ပါတယ်လို့ဟောကြားပေးရှင်ပါဒါကြောင့်ကျမရေးတဲ့ကိစ္စနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အင်္ဂါသားသမီးတွေကံကောင်းခြင်းတွေရရှိနေပါတယ်နောက်ချက်ကတော့ အခြေအကိစ္စအရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီချိန်မှာအခြေအကိစ္စအရင်းနဲ့ပတ်သက်မင်္ဂသာသမီးတွေကလှုပ်ဝက်စွာလှုပ်ဆောင်ပါအဲ့တချို့လူတွေကြတော့ဗျာချစ်သူနဲ့ဟိုဘယ်သွားတယ်ညာသွားတယ်ပုံတင်ခြင်းနဲ့ဟိုဟာဖြစ်ခြင်းနဲ့ဒီဟာဖြစ်ခြင်းနဲ့စသဖြင့် pub break ကိုမလိုလားအပ်တဲ့အရာတွေကိုချပြလေရှိတယ်။ဆိုတော့အဲ့မလိုလားအပ်တဲ့ပြဿနာတွေရပဲအဲ့မလိုလားအပ်တဲ့ပြဿနာတွေရပဲ ပြဿနာပြန်ဖြစ်လာနိုင်မယ်ဆိုလိုချင်တာလေအဲ့တော့ဘာဖြစ်လဲကွာကိုကသူ့အချစ်နေသူကကိုယ့်အချစ်နေဆိုရပြီဒါကိုရီနှစ်ယောက်အစဉ်ပြေနေပြီးပြီပါနော်အဲ့လိုမှမဟုတ်ဘူးကွာဟိုကြွားချင်တာပဲဖြစ်ဖြစ်ရိုးချင်တာပဲဖြစ်တင်ချင်တာဖြစ် like ရချင်တာဖြစ် follow ရချင်တာဖြစ်ဒါမို့ကိုဟို social media မှာမတင်ဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကြားထဲမှာကိုယ့်ရဲ့အခြေအေးကိစ္စတွေနဲ့ပတ်သက်ပြီးစမြုပ်ပြန်တာပဲဖြစ်ဖြစ်ပေါ့နော်တက်နာရင်းမြစ်ဟာအခြေအေးကိစ္စမှာအိုက်ကနေစတာဖြစ်တယ်ဒါကြောင့်အိုက်ကိစ္စတွေမပြုတ်လို့ဆိုရင်အခြေအေးကိစ္စက perfect ဖြစ်ဖို့ရခိုင်တော့များပါတယ်ဒါကြောင့်မို့အခြေအေးကိစ္စနဲ့ပတ်သက်ပြီးတော့ ုံးဝ privacy ကိုယ်တင်တယောက် privacy ကလုံးဝအပြုံမပေါက်ကြားတာပုံမှန်ပြီးတော့ကောင်းမွန်ပါလိမ့်မယ်အဲ့လိုပြောလို့ silent ထားခိုင်းတာမဟုတ်ပါဘူးဒီတိုင်းကိုယ့်အကိုဟိုအပြင်မှာတွဲသွားဘာမှမဖြစ်ဘူးကျွန်တော်ပြောမလိုလား app ပဲ ਨੇ မလိုလားအဲ့ platform တွေမှာမလိုလားတဲ့ social media တွေမှာမလိုလားအဲ့လူတွေကို like ပြောနေခြင်းဟာအခြေအကိစ္စအနောက်ရှက်ကြုံတွေ့ရမယ်လို့ပြောခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ကြုံတွေ့လာမယ်ကျွန်တော်တို့အင်တော်ကြီးကိစ္စအိုင်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကာလမှာအင်တော်ကြီးကိစ္စအိုင်နဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးတွေ အားကောင်းနေတဲ့ကာလအပိုင်းအခြားတစ်ခုလိုပဲပြောရမှာပေါ့နော်လူကြီးသူမတွေရဲ့ကိုကြီးဆောင်မမှုကောင်းတွေရရှိမယ်နောက်တစ်ခါကျွန်တော်မမျှော်လင့်ထားပဲနဲ့အိမ်မက်ကောင်းတွေရလာတဲ့အခါမှာထီထိုးတာမျိုးတွေပြုလုပ်ကြည့်ပါထီပေါက်တာမျိုးတွေဖြစ်တတ်ပါတယ်ဥပမာယောက်ျားအိမ်မက်ကောင်းကောင်းမိန်းမအိမ်မက်ကောင်းကောင်းတာသမီးအိမ်မက်ကောင်းကောင်းပေါ့နော်ဒီထီထိုးတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ပြုလုပ်ပါအိမ်မက်ကောင်းတယ်ဆိုတာကဘာမက်တယ်ညာမက်တယ်ကျွန်တော်မပြောဘူးအဲ့ဒီအိမ်မက်မှာကိုပျော်ရွှင်နေရတယ်ဆိုတော့ကောင်းတယ်လို့တော့တတ်မှတ်လိုက်တော့နော်အဲ့တော့ အိမ်မက်ထဲမှာကိုပျော်ရွှင်နေတယ်ကြည်နူးနေတယ်မနဲ့ရမနဲ့အိယာနိုးထတယ်ဆိုလန်လန်ဆန်းဆန်းပျော်ပျော်ရွှင်အဲနိုးထတဲ့အိမ်မက်မျိုးဆိုလို့ရှိရင်နောက်ရကြရင်ကိုကကိုထီထိုးပါကျွန်တော်နှလုံးကြီးလောက်တော့လုံးဝဦးစားမပေးပါဘူးเนาะကျွန်တော်ပြောတာအစိုးရ official ထောက်ထားတဲ့ထီကိုထိုးပါအများကြီးထိုးစရာလည်းမလိုပါဘူးတကယ်တမ်းပေါက်မယ်ဆိုရင်ထီကတစ်ဆောင်နဲ့နဲ့လည်းပေါက်ပါတယ်၁၀ဆောင်၁၅ဆောင်လည်းပတ်စံကိုရခိုင်ပြီမထိုးပါနဲ့အဲ့လိုမျိုးပေါ့เนาะအဲ့လိုထီပေါက်တဲ့ကံဒါမှမဟုတ်လို့ရှိရင်အဲ့လိုထီပေါက်တော့လိုပဲဝင်ဝင်တတ် မိကိုရဲ့မိသားဥပမာကွာအိမ်ရောင်းတာဖြစ်ကားရောင်းတာဖြစ်ဒါမှမဟုတ်ကို့အမေရနေစင်ကို့ထောက်ပံ့ပေးတာဖြစ်အဘယ်ကနေပဲဖြစ်ဖြစ်ပေါ့ကွာအဲ့လိုမျိုးငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးကိစ္စတွေမှာအိမ်တော်သေးတွေအနေနဲ့ကတော့နည်းနည်းလေးအားကောင်းတာကိုတောက်ပြီးတော့တွေ့ရတယ်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့တွေ့ကြုံလာမဲ့ဒီလိုအပိုင်းခြားမျိုးမှာကိုရဲ့သားသမီးကြောင့်ကိုရဲ့သားသမီးပညာရေးကြောင့်ကိုရဲ့သားသမီးအလောက်ကင်ကြောင့်ပျော်ရွှင်မှုကြီးရရှိတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခုကတော့ကြုံတွေ့လာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုကာလမျိုးမှာအလောက်ကင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ stable ဖြစ်တဲ့ color ဖြစ်ပါတယ်ဆိုတော့ဟိုကိုယ့်အစမ်းကန်ခန့်တာနေစဉ်အတီဖြစ်သွားတယ်အဲဆိုတော့အပိုင်းချာကြုံတွေ့လာတတ်တယ်ဒါမှမဟုတ်ဟိုမှာလောက်အောင်ကောင်းမလားဒီမှာလောက်အောင်ကောင်းမလားဆိုတော့ဝန်ထမ်းမျိုးတွေရှိတယ်ဆိုရင်လည်းစောင့်မြက်ချက်ခိုင်မဲ့ဥမာချပြီးတော့နေရာတစ်ခုထဲမှာပဲအတီတကျလှုပ်ဆောင်ရမယ်ဆိုတော့အပိုင်းချမျိုးဖြစ်ပါတယ်တနည်းအားပြောချင်တာကတော့အထိုင်ကျမဲ့ကာလာအတီကျမဲ့ကာလာတစ်ခုကိုဟိုပြောချင်းဖြစ်ပါတယ်ပေါ့နော် အဲ့တော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးဇွေးဆွာဖြစ်နေတာတွေမခြေတုံချတုံဖြစ်နေတာတွေစိတ်နှခွဖြစ်နေတာတွေအကုန်လုံးက stable ဖြစ်သွားမယ်အထိုင်ကျသွားမယ်ဆိုရယ်ကာလအပိုင်းကြတစ်ခုပေါ်ပြတာချင်းဖြစ်ပါတယ်နောက်ချက်ကတော့ပညာရေးပေါ့ပညာရေးနဲ့ကိစ္စနဲ့ပတ်သက်တဲ့အပိုင်းမှာနည်းနည်းလေးပညာရေးပေါ့မမိကိုယ်တိုင်ကစိတ်ပဝင်စားမှုအားရောနေတဲ့အပိုင်းတွေတော့မြင်ရတယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်ပြီးကံကောင်းခြင်းလေဆိုတော့နည်းနည်းလေးပညာရေးထဲကိုအဲစိတ်ထည့်ဖို့အတွက်တော့လိုအပ်ပါတယ်အောင်မြောင်လုပ်မယ်ဆိုရင် အောင်မြင်နိုင်တယ် ဒါကတော့ကိုယ်စိတ်ပုံပါပဲမူတည်တယ်။ကံအားဖြစ်ကတော့လုံးဝ0 level ပဲပေါ့။0ဆိုတာကိုက minus ဖြစ်ချင်လဲရတယ် plus ဖြစ်ချင်လဲရတယ်။ဒါကတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုနဲ့ကိုယ့်ရဲ့စိတ် focus ရှိနေတဲ့အပေါ်မှာမူတည်ပြီးတော့အဲသူ့ရဲ့ကံကမှ chain တော့ဖြစ်သွားနိုင်တယ်ပေါ့နော်။ Okay နောက်ဆုံးနိုင်ငံခြားကံတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့။ဒီကလာမျိုးမှာနိုင်ငံခြားကံနဲ့ပတ်သက်တဲ့အပိုင်းနိုင်ငံခြားသွားရင်ပြီးတော့အိမ်ပေါင်းတာ၊ခြံပေါင်းတာ၊ဟိုလူတွေရဲ့ချီဒီလူစီရဲ့ချီကွာပြီးတော့လုပ်တဲ့ကိစ္စတွေတက်နိုင်ရှောင်းပါ အဲဘယ်လိုခေါ်မလဲတေချာပေါ့ပေါ့နော်ကို့အနေနဲ့စဉ်းစားပြီးတော့မှပဲပြုလုပ်ပါအဲ့တော့နိုင်ငံเจ้าမထွက်ခင်ဆိုင်เจ้าမှာအဲ့အတိုးကြီးပြိနေရဒုက္ခများသောတတ်တယ်ရွေးချယ်မှုမှားတတ်တယ်ပေါ့နော်ပြောချင်တယ်နိုင်ငံเจ้าတော်ရက်ကန်နဲ့ပတ်သက်ပြီးတော့လေအဲ့ဒါဟောကြိုင်းနေမယ်အင်္ဂါသားသမီးတွေလောက်ကျင်းနေမယ်လို့ထင်ပါတယ်